ရှင်ဟုံဝမ်းမြခြင်းပို့ကောင်ဟုတ်လားဂူချင်းရဲ့ရုပ်တောင်ကြားတဲ့ခါရှောင်းကအံ့သွားပါလေရှင်းလုံးကလေးကရှိနေတယ်မော်တိုင်းပို့ကောင်တစ်မျိုးရှိတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခွင့်ပြုတောင်းဆိုချင်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကအရန်ကိုသိနေပြီသူ့ရဲ့ရေတွက်ကလည်းခမလုံးတော့မရောက်ဘူးရှင်ဟုံဝမ်းမြခြင်းပို့ကောင်နေရာသူ့ရဲ့နာမည်အတိုင်းပဲအရာလုံးကိုဝမ်းမြနိုင်တယ်ပြီးတော့သူတို့ကတန်းစင်နေဆွမ်းအားတွေကိုထုတ်ပေးနိုင်တယ်ငကိုတုံးကအဲ့လိုပို့ကောင်နေရာမြို့တုံးပြီးပြောက်ကွက်သွားပြီဒါပေမဲ့ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ရှင်ရတို့ကလည်းထင်မှားခဲ့ဘူးရှင်ရကတော်တော်လေးရှင်းပြလိုက်ပါတယ် လီလင်းကလကောက်ကိုရှေးအောင်ဝမ်းမချင်ပိုးကောက်နေရဖန်တီထားဖြစ်လိုက်မယ်ကြည့်ရတာငါတို့ကသူတို့ရဲ့တိုက်ထဲကိုမလာမိတာပဲတကယ်လို့သူတို့ကသာနိုးလာမယ်ဆိုရင်ငါတို့ကအမျိုးသားတော်ကိုကြံမှာမဟုတ်ဘူးကုချင်းရဲ့အမူအရာအနေနဲ့ဆွေးနေပြီးပြောလိုက်ပါလေသူတို့ကထုံနေရတဲ့ထုတ်ကတ်တို့ရှေးအောင်ဝမ်းမချင်ပိုးကောက်များကိုတွေ့ရလိမ့်မယ်လို့ထင်မှားခဲ့ပါဘူးကြည့်ရတာဒီလင်းကလကောက်တစ်ခုတည်းပဲမဟုတ်ဘူးဒီကောင်းကင်အခုချိန်မှာရှိတဲ့စွမ်းရည်တော်မြောင်းတော်သူတို့ကဖန်တီထားဖြစ်နိုင်တယ်ကူချမ်းမြေပြင်လက်နဲ့ကန်ကြည့်ပြီးကြဲလုံးဆောင်နေပြောလိုက်ပါလေကူချင်းကမင်းကငါတို့အလုံးကိုဒီနေရာမှာတက်ပြဖို့စဉ်းစားနေရလား ဟုံရအလုံးကြောက်ခက်ကောင်းစွာရေးလိုက်ပါတယ်မင်းတို့အလုံးကိုဒီနေရာကိုခလာရဲအတွက်အ ਨੇ ဆုံးတော့မင်းတို့ကအဝူးချိန်ဒီအသက်ရှင်နေနိုင်သေးရဲ့လေတကယ်လို့မင်းတို့ကတော့ဝင်မလာဘူးဆိုရင်အဲ့ဒီစွမ်းရည်မော်တိုင်းကြီးကြောက်တိတ်သွားပြီးလောက်ပြီဂူချင်းကဟုံရကိုအဆက်စွန်နဲ့စိုက်ကြည့်လိုက်ပါတယ်ထို့နောက်သူကအကုန်လုံးအကြည့်ပြလိုက်ပါတယ်အခုချိန်ကဒီလိုစကားတွေပြောမှမချိန်မဟုတ်ဘူးဘေးနှဖက်မှာရှိတဲ့စွမ်းရည်နေရာတွေကတဖြည်းဖြည်းနဲ့ကျင်းလာနေပြီမတို့ကထိုင်ကောင်းအောင်မင်းမင်းတူးမဖြစ်မယ်အဲ့လိုမှမဟုတ်ရင်သူ့ရဲ့စကားကိုကြားတဲ့အခါအကုန်လုံးကခေါင်းကြီးပြလိုက်ပါတယ် ယခုအချိန်တွင်ထိုစကားများကိုပြောရင်အနေငယ်တော့ကြားနေပါပြီ။လိုင်ကောင်းရဲ့ပြပတ်တွင်ကြောက်စရာကောင်းစွာတက်ခတ်နေသောစောင်းရင်မော်ဒန်ကြီးတစ်ခုကလည်းရှင်းနေပါသေးတယ်။အကဲဤသူတို့ကနောက်ဆုတ်ပြီးပြတ်ထွက်သွားမယ်ဆိုရင်လည်းတရားပါလိမ့်မယ်။ထိုနေရာတွင်ရှင်းနေမယ်ဆိုရင်လည်းတရားမိတာဖြစ်ပါတယ်။ထို့ကြောင့်တစ်ခုတည်းသောအသက်ရှင်နေလန်ကလိုင်ကောင်းဆတူးရန်တာဖြစ်ပါတယ်။အခုလိုအချိန်မှာအကုန်လုံးကလည်းစောင်းရည်ကိုချက်ထားမနေသေးဘူး။ဒါကြောင့်တကယ်လို့မင်းတို့ကတိတ်ချင်းနေရဆိုရင်တော့ငါကလည်းတားနေမှာမဟုတ်ဘူး။ဂူချင်းကလေးနက်နက်ပြောလိုက်ပါတယ်။ထုံးတော့သူကလက်ကိုဝန်းပြလိုက်ပါတယ်။ပြန်ဆောက်ကြစို့ကောင်းပြီ။ သူရမဲကိုကြားတဲ့ခါအကုန်လုံးကလည်းခေါင်းကြီးပြလိုက်ပါတယ်သူတို့ကလင်းမဆန်နဲ့ရှေ့ကိုထွက်လာပြီခန္ဓာကိုယ်ထဲရှိလူချစ်ဆိုင်များလည်းမချင်းမချင်းထွက်ပေါက်လာပါတယ်တခဏလေးတွင်လှိုင်းကောင်းတဲ့အလုံးကျဲလောင်တဲ့အတန်းကြီးများထွက်ပေါက်လာပါတယ်သူတို့ဖဲရဲ့အလုံးကျဲဆောက်ကုန်တော့တခိုက်မှုကြောင့်ဆွမ်းရင်တလင်းကြောင်နေရန်ကြီးကိုထဖုံးနေတဲ့အချိန်ကလည်းရုတ်တရက်မဆန်လာပါတယ်တလင်းကြောင်အလော်များလည်းမြေပေါ်စရိုက်ကျလာနေပါတယ်အကုန်လုံးကအဆုံးကိုကြိုးစားပြီးလှိုင်းကောင်းတာတူးနေတဲ့အချိန်တွင်ဘေးနှဖက်နဲ့ရှင်းတော့ဆွမ်းရင်တလင်းကြောင်များတော့ဖင်းချင်းဆော့နဲ့လှုပ်ရှားလာပါတယ်အဆုံးနဲ့တော့ဘေးနှဖက်နဲ့ရှင်းတော့ဆွမ်းရင်တလင်းကြောင်များဖင်းချင်းဆော့နဲ့ကျင်းလာနေကြောင်သူတို့ကတွေ့နေရပါတယ်ရှင်းအောင်ဝမ်းမြူချင်ပို့ကောင်းနေအများကြီးဆူလာနေပြီး ဂူကျန်းကအတော်လေးကိုစွန့်ရင်သွားပါတယ်တလင်းကြောင့်နေမျက်စီမှာမြေပြလုံးလာတော့စွန့်ရည်ရင်များထွက်ပေါက်လာနေပါတယ်ထို့နောက်ထုဆန်းရည်ရင်များလင်းမဲ့စွန့်နဲ့ခဲလာနေပါတယ်ထို့ကဲ့သို့ဆက်တော့မဲ့ဆိုရင်သူတို့ကတလင်းကြောင့်နေအောင်တူးလို့မပြီးသေးခင်လိုင်ကုန်းကြီးထဲထွက်ရင်ပြတ်မိသွားပါလိမ့်မယ်ဒီလိုဆက်လုပ်လို့မရတော့ဘူးထိုးရအောင်မင်းကရှောင်းကဖင်းစွန့်နဲ့ခေါက်ထွက်လိုက်ပါတယ်ရွေးချက်စီကလည်းမရှိဘူးလေအကျိုးမရှိဘူးဆိုရင်တော့ငါတို့မှဒါပဲလုပ်ရရှိတယ်တကယ်လို့ငါတို့ကဒီကနေ့မှဆိုရင်တည်ရလိမ့်မယ်ဒီတော့ငါတို့ကအဆုံးကိုစူးစမ်းကြတာပေါ့ဂူချင်းကမျောချုပ်လိုက်ပါတယ်သူကလည်းအနေနဲ့ခေါင်းကိုက်နေသူလိုခန်းစားနေရပါတယ် သူတို့ကထုံးရတဲ့အလုံးပဒနာများတော့ထုတ်ကဲ့သို့သတော်လေးများနဲ့ကန်ဆိုးစွာတွေ့ရလိမ့်မယ်လို့ထင်မှတ်ခဲ့ပါအောင်။ရှောင်းကမြောင်ကြောက်လိုက်ပါတယ်။ရှောင်းကဘင်းနဘတ်ရှိနေရာများကိုသတိထားပြီးစကြည့်လိုက်ပါတယ်။ထိုးချင်တဲ့တလင်းကြောင်နေရာများရဲ့နောက်ဘက်တွင်အလုံးများပြတော့ပုကွန်လေးများကိုမြင်နေရပါတယ်။သူတို့ရဲ့ခြေတွက်အလုံးများပြလွန်းလာတဲ့အတွက်စိတ်ရကြသွားစေနိုင်ပါတယ်။ငါတို့ကစွန့်ရင်တလင်းကြောက်တွေကျင်းလာတဲ့အချိန်ကိုတားဆီးမှဖြစ်မယ်။ထိုးစကားကိုကြားတဲ့အခါကိုချင်းကခေါင်းပြလိုက်ပါတယ်။အဲ့တော့သုံးမိအောင်တိုက်ခိုက်မှုတိုင်းကိုရှေးရောင်းဝမ်းမြောက်ခြင်းပုကွန်လေးကဝမ်းမြောက်သွားနိုင်တယ်။ဒီတော့တိုက်ခိုက်လိုက်တဲ့ဆိုရင်သူတို့ရဲ့ဆွမ်းအားတွေပို့ပြီးတော့တိုးလာဖို့ပဲရှိတယ်။ ထိုစကားများပြောလိုက်ပြီးတော့သူကအင်ဂျင်နီယာကိုဝင်လိုက်ပါတယ်ထိုအခါအဆောရတော်ဒကြီစွမ်းရဲ့တိုင်လုံးတစ်ခုကဘေးနဲ့ဖတ်နေရှိနေတော့စွမ်းရဲ့တလင်းကြောင်နေရာကြီးကိုပြင်းထန်ဆောင်လိုက်တိုက်ခိုက်လိုက်ပါတယ်ထိုဒကြီစွမ်းရဲ့များတလင်းကြောင်နေရာကြီးကိုထိတော်တဲ့ခြံတွေလိမ့်မဆောင်တဲ့ပြောက်ကတော်ကြောင်အကုန်လုံးကမြင်လိုက်ရပါတယ်ထိုဒကြီစွမ်းရဲ့များရောက်တဲ့ခြံတွေစွမ်းရဲ့ရှင်များလိမ့်မဆောင်တဲ့စင်းလာပါတယ်ထုံမြကွင်းမြင်တဲ့အခါရှောင်းကအတော်လေးကိုထိနှက်သွားပါတယ်ပူကောင်မြအတော်လေးကိုထူကြပြီးထူကတ်သူစွမ်းရည်မျိုးပတ်စံထားလိုက်မယ်လို့ရှောင်းကလည်းထင်မှားခဲ့ပါဘူး။ရှင်းရုံဝမ်းမြခြင်းပူကောင်နေရာတလင်းနေရာနောက်မှာပုံနေတယ်။သူတို့တိုက်ခိုက်ရင်အတုံးဝင်မှာမဟုတ်ဘူး။ဒီတော့ပူကောင်နေရာငါတို့ရှိမှလည်းရောက်လာနေပြီ ထိုချက်ကိုစဉ်းစားနေရင်ရှောင်းဝဲယူနိုက်တက်အစ်ဆက်လာပါတယ်ထိုသို့ဆိုရင်ထိုနေရာတွင်ပြိမိပြီးတည်ဆုံသွားရမည်ဖြစ်ပါတယ်ရှောင်းဝဲကမျက်နှာပသာသည့်ကိုမျက်နှာခါကိုချင်းရလည်းအနေငယ်အံ့ဩသွားပါတယ်သူကလည်းတစ်ခုခုကိုသတိထားမိသွားပုံရပါတယ်ထို့နောက်သူကပုဂံငယ်လေးများလင်းမဆောင်တဲ့ဆူစည်းလာနေသောတလင်းကြောင်နေအောင်လက်ကြည့်လိုက်ပါတယ်ထို့နောက်အလွန်ကြောက်ရွံ့ကုန်သောလက်တီနဲ့သူတို့ရဲ့ရှင်းရှင်းရှင်းသောတလင်းကြောင်နေအောင်ထိုးလိုက်ပါတယ်ယခုရချင်းတော့တလင်းကြောင်များပြောက်ကွက်သွားခြင်းမရှိပါဘူးလက်တီထက်နေရာတွင်ပေယောခန့်ရှိသောတွင်းမော်ကြီးတစ်ခုကပေါ်လာပါတယ်ထို့ပြင်ထိုးတွင်းမော်ကလည်းဆွမ်းအည်ကြီးများဆေးထွက်လာပြီးလင်းမဆောင်နဲ့ပြင်းပြစ်သွားပါတယ် ရှင်းအောင်ပို့ကောင်းနေရရှေ့ကိုရောက်နေပြီထိုကဲ့သို့ထိမောက်မထားသောအချင်းတွေကြောင့်အကုန်လုံးကမျက်နှာပြတော့ပါလေအချို့လူများတော့အလုံးဆုံးရလာပါလေသူတို့ကအမှန်တကယ်ကိုလမ်းပြောင်းနေပြီဖြစ်ပါလေအခြားလူများတော့လမ်းမခံနိုင်ကြပါဘူးထို့ကြောင့်သူတို့ကအလုံးကြောက်ရွံ့ကုန်စွာတိုက်ခိုက်လိုက်ပါလေတို့ကလည်းသူတို့ကအထူးကြလဆုံးနေခြင်းမရှိပါဘူးငါတို့ကအခုဘာလုပ်ကြမလဲအကုန်လုံးကဂူချင်းရောင်လက်ကြည့်လိုက်ပါလေထိုအချင်းတွေဂူချင်းရောင်ကိုယ်တိုင်းလည်းမျက်မှောက်ကျုံနေပါလေထို့ကြောင့်သူတို့ရဲ့ရှင်တိုင်းလည်းအတော်လေးလှုပ်ရှားနေပါလေဟော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 ကိုချင်းတော်တော်ကောင်းတဲ့နီလာမင်းထိုးချင်တဲ့မူလာဖျော့ဖျော့ဖြစ်နေတော့ခုံရိုင်းမျက်နှာလည်းပိုးပြီးဖျော့ဖျော့လာပါတယ် သူကကြောက်ရွံ့ကောင်းစွာပြောလိုက်ပါတယ်ငါစ조사ကြည့်မယ်ရှောင်းကမြောက်ကြောက်လိုက်ပြီးရှေ့အောင်နန်းလန်ရှောက်တော့ပါတယ်အတော့အတုံးဝင်မှာမဟုတ်ဘူးဂူချင်းကတပင်းချလိုက်ပါတယ်ရှေ့အောင်ဝမ်းမြချင်းပိုးကောင်များရဲ့ဝမ်းမြချင်းဆွမ်းကြီးကအလွန်ကြောက်ရွံ့ကောင်းလာပါတယ်သူတို့ရဲ့ဆွမ်းကြီးနဲ့ပင်သူတို့ရဲ့ရှင်းနေရှင်းနေတော့အချင်းတွေကိုမဖြစ်ရှင်းနိုင်ပါဘူးရှောင်းကတော့ဘာမှပြန်ပြောနိုင်ပါဘူးရှောင်းကလက်တီးကိုဆွဲလိုက်ပြီးဒွချီဆွဲရမြန်နဲ့တိုက်ခိုက်ခြင်းမရှိပဲခဲညို့ကိုကောင်းကင်မီတော့မြောက်တာထုတ်လိုက်ပါတယ်ကောင်းကင်မီတော့မြောက်ပလာရဲ့ချင်းတွင်လိုင်ကုန်းနဲ့ရှင်းတော့အပူချင်းကလည်းချက်ချင်းမြစ်တက်လာပါတယ်တော့တော့ ရှောင်းကလက်ချောင်းမြောက်လှချလိုက်ရလက်ထိုင်ရှင်းတော့ကောင်းမီတော့ကရှေ့ကိုလိမ့်မဆောင်နဲ့ပြန်နှောတော့ပါတယ်ထိုရသတင်းကြောင့်ဉာဏ်ကြီးကိုတိုက်ခဲလဲပါတယ်ထိုရနှစ်ခုကအင်ဆိုင်မီတဲ့ခါတွင်စွိုင်းဉာဏ်စီမှာအကောတန်တစ်ခုကိုကြားလိုက်ရပါတယ်ထိုအချိန်တွင်မီတော့ကရသွားတဲ့နေရာတွင်နှစ်ပေခန့်နဲ့ဆိုင်သောတင်းမွေတစ်ခုကပေါ်လာတီကိုမင်းလဲရတဲ့အတွက်အကုန်လုံးကအံ့ဩတော့ပါတယ်အပူချိန်ကြောင့်ရှေ့ကဝမ်းမြောက်ခြင်းပုကောက်အတော်များလည်းတည်ဆုံသွားပါတယ်ကြည့်ရတာမျောလင်းကြမဲ့တဲ့အချိန်တွေတော့မဟုတ်ဘူးအဲ့ဒီရှင်းဝမ်းမြောက်ခြင်းပိုးကောက်နေတာကောင်းကင်မီတော့တော့မွားမြူနိုင်ဘူးကောင်းကင်မီတော့ကအချိုးတန်းမှုရှိတဲ့ကိုမြင်တဲ့အခါရှောင်းကတပင်းချပြီးရိုက်ပါတယ်ထိုးချင်းကြမှာအကုန်လုံးကလည်းတပင်းချလိုက်မိကြပါတယ် ကံအောင်ထမပြီးသူတို့ကနောက်ကြရင်မျောလင်းချက်ရှိလာပြီဖြစ်ပါလေ။ရှောင်းဝမ်လိုင်ကောင်းကိုမြင်မြန်တူးလိုက်တော့ထိုးချင်နေဟုံရရလေအလုံးဝတ်တော်ပြီးလော်ဂျင်းနဲ့တိုက်တွန်းလိုက်ပါလေ။ရှောင်းကတော့ဟုံရကိုလစ်လို့ရှူရပါလေ။ရှောင်းကရန်ကလမအနီးအဝင်းမင်းပြုံနေရန်ကလမလူငယ်တို့ကိုကြည့်ပြီးပြောလိုက်ပါလေ။နေရုံးနှစ်ယောက်ငါလိုင်ကောင်းဆက်တူဖို့တောင်းဝန်ယူပေးမယ်။ဒါပေမဲ့နေရုံးနှစ်ယောက်စလုံးကနေရုံးရဲ့ကောင်းကင်ဘီတော်တွေကိုအသုံးပြုပြီးဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့တင်းတင်းကြောင်နေရတဲ့ကျေးမလောက်အောင်တားဆီးပြီးကိုမျောလင်းလေ။ဒီလောက်ကနေရုံးနှစ်ယောက်တော့အခက်ရှိမှာမဟုတ်ဘူး။ရန်ကလမ်းကမင်းပြိုရတော့ဟိုကြီးလို့ခေါ်တယ်။ သူကကောင်းကင်မီတာကိုအဆင့်ရှိမှရှိတဲ့ဂျပန်နဲ့မီတာကိုပတ်စံထားတယ်။ရောင်ကလန်လူငယ်ကတော့ရောရှင်းကြည့်လို့ခေါ်တယ်။သူကတော့ရောင်ကလန်ထဲမှာဆင်းလွတ်လူသားလို့ခေါ်ကြတယ်။သူရဲ့မော်ဆေးပညာရှင်စွိုင်းကလည်းအတော်လေးကိုထွက်ကြတယ်။ရှင်ရကရှောင်းဝဲတယောက်ထဲအเจ้าုံနဲ့တူတူလေးမိတ်ဆက်ပေးနေပါလေ။ဂျပန်နဲ့မီတာကိုဟုတ်လား။ထွန်းနမဲကိုကြားတဲ့အခါရှောင်းဝဲရင်ထဲကအနေငယ်လှုပ်ရှားသွားပါလေ။ရှောင်းကထုတ်ကဲ့သို့အဆင့်ရှိတော့ကောင်းကင်မီတာတို့ကိုလုံးဝအမြင်ဖူးခဲ့ပါဘူး။ရှောင်းရဲ့စကားကိုကြားတဲ့အခါဟိုကြီးကခေါင်းကြီးလိုက်တော်တယ်ရောရှင်ကြီးကတော့မျက်မှောက်ကျလိုက်ပါလေ။တို့ရတဲ့လက်ရှိအခြေအနေကိုစဉ်းစားမိတဲ့အခါသူကလည်းခေါင်းကြီးပြလိုက်ရပါလေ။ ီးတော့သူတို့နေရာကခေါင်းကြီးပဲတော့မင်းနဲ့ခါရှောင်းကပြောင်းလိုက်ပါလေရှောင်းကဖင်းချင်းဆော့နဲ့ဆက်ပြောင်းလိုက်ပါလေဒီတလင်းကြောင်နေရာကိုတူဖို့အတွက်စွမ်းအားတွေဘလောက်ကုန်လဲဆိုတာအလုံးကလည်းသိမှာပဲပြီးတော့ကုန်းကင်မီတော့ကိုအသုံးပြရတဲ့ဆိုတာစွမ်းအားတွေအယောင်ကုန်တယ်ငါတယောက်ထဲနဲ့ဓာတ်ကိုခဏနိုင်ရှိမှာမဟုတ်ဘူးဒီတော့ဟိုကြီးနဲ့ရောက်ရှင်းကြီးတို့ကလွှင့်ငါအကုန်လုံးရဲ့လက်ထဲမှာရှိတဲ့စွမ်းရဲ့ရင်းမြစ်တွေကိုလိုရတယ်ထိုစကားကိုကြားတဲ့အခါအကုန်လုံးကလည်းအံ့ဩသွားပါလေခုချင်းရလို့ဖေးရတော့ဘာမှမပြောကြပဲခေါင်းကြီးပြလိုက်ပါလေအချက်ကလန်ကလူငယ်ငယ်ကလည်းခဏကြာစဉ်းစားနေပြီးတော့ကောင်းကွက်တဲ့ချိန်မရှိပါဘူးရှောင်းပြောတဲ့စကားအမှန်တကယ်ကြောင့်သူတို့ကလည်းနားလည်ကြပါတယ် တို့ကပူအောင်ပြီးဒုက္ခတဲ့ချက်နေပဲအတော်လေးကိုပြင်မတ်လို့ခစားခဲ့ရပါတယ်ယခုထိုးတောင်းဝင်ကိုရှောင်းတယောက်ထဲကသာလုံရမည်ဖြစ်တဲ့အတွက်ပြောနေစရာပင်မလိုတော့ပါဘူးညီငယ်လေးရှောင်းဟန်ပြောတဲ့စကားတကယ်ကိုတင်းတော်တယ်ငါတို့ကဒီချိန်တော့တင်စွန့်ရဲ့ရင်းမြစ်တွေအများကြီးရခဲ့တာပဲလေလက်ကလန်မှာလူနေရောလည်းခဏကြစဉ်းစားနေပြီးရှောင်းကိုအဝေးတလုံးပြပေးလိုက်ပါတယ်ထိုးအဝေးရိုက်ထဲတွေအလုံးမျိုးတိတ်တက်တော့စွန့်ရဲ့ရင်းမြစ်များပေါင်းနေပါတယ်ထိုးလေးချိန်ရာစွန့်ရဲ့ရင်းမြစ်တရာကျော်ရှိနေပုံရပါတယ်လက်ကလန်မှာလူနေရောဥဆောင်ပြီးပြလိုက်တဲ့အတွက်အခြားလူများလည်းတယောက်ပြတယောက်စွန့်ရဲ့ရင်းမြစ်များကိုထိုးပေးလိုက်ကြပါတယ် ရှောင်းဝန်းကဆောင်းရင်တရင်ကြောက်မယ်အားလုံးကိုယူပြီးပြောလိုက်ပါတယ်ထထောင်းရှောင်းဝန်းကခွန်ရုံးနှစ်ယောက်ကိုကြည့်ပြီးပြောလိုက်ပါတယ်မင်းတို့နှစ်ယောက်ပါအောင်ရှောင်းဝန်းမင်းကဆောင်းရင်ရင်းမြစ်တွေအများကြီးရနိုင်ပြီလေမလုံလောက်သေးဘူးလားဟုံရကပြောလိုက်ပါတယ်သူကိုယ်တိုင်လည်းရှောင်းထလုံးမရတော့မင်းနဲ့ခါဒေါသဆွတ်သွားပါတယ်လုံလုံးတာမလုံလောက်တော့ဘူးအသာထားငါမင်းစီကနေလိုချင်တယ်ရှောင်းဝန်းကအပြုံးနဲ့ပြဖိလိုက်ပါတယ်ရှောင်းဝန်းကအချွတ်မမရပဲထိုလူများအတွက်အလုံးလုံးမပေးနိုင်ပါဘူးထိုရောက်မင်းနဲ့ခါရှောင်းရကတော့ပြောင်းလို့ပြောင်းလိုက်ပါတယ်ရှောင်းဝန်းကထိုလူနှစ်ယောက်စီမှာအရာအလုံးကိုယူဆောင်ဆိုးပြထားပုံရပါတယ်ကောင်းပြီလေမင်းတို့ကမပေးချင်လဲငါအတင်းကျပ်မတော်စုပ်ပါဘူး ဒါပေမဲ့ကျေးဇူးပြုပြီးနောက်ပြန်လဲသွားတော့ရှောင်းကနောက်ပြန်လဲသွားရင်ပြောလိုက်တဲ့ခါဟုံရနဲ့ဟုံလီတို့ကဒေါသဖြစ်သွားပါတယ်တို့ကတည်းကသူတို့ကရှောင်းတို့ဖိနေတိုက်ခိုက်လို့မဖြစ်ပါဘူးထို့ကြောင့်တို့နေကအချင်းကြီးလိုက်ပြီးအကျဉ်းလေးပါတယ်တို့ကမကျေမနှက်နဲ့အိတ်တဲကိုရှောင်းဝစီကိုပြပစ်လိုက်ပါတယ်ဒါတော့ယူလိုက်ပြီးရင်မြင်မြန်အလုပ်လုပ်တော့ဒေါသဖိနေတော့တို့နေရဲ့အတောင်ကိုကြားတဲ့ခါရှောင်းကပြောလိုက်ပါတယ်ဆွမ်းရဲ့ရင်းမြမြောက်တလုံးလို့ဆိုတဲ့ကိုတိုင်းလိုက်ပြီးတော့ရှောင်းရဲ့မျက်နှာပေါ်ရှိပြုံးကဖင်းချင်းဆောင်နဲ့ပြတ်ကွက်သွားပါတယ်ရှောင်းကရှင်းရှင်းတော့တလင်းကြောင်းနေအောင်ဆက်ကြည့်လိုက်ပါတယ်ထိုးချင်ရင်တလင်းကြောင်းနေရတဲ့ပုဂ္ဂိုလ်လေးများလှုပ်ရှားနေကြအောင်တွင်းနေရပါတယ် စွမ်းရည်ရှင်များလည်းနေရာထဲမှာစရိုက်ကိုစိတ်ခွက်လာနေပါတယ်ထတော်တလင်းကြောင်နေရာပေါ်နေခဲလာနေပါတယ်ဒီလိုနှစ်ယောက်ငါးဘီနဲ့ဖောက်ကိုတွဲထားလိုက်ပြီနော်ရှောင်းကဟိုကြီးနဲ့ရောက်ချင်းကြီးတို့ကိုလက်ကြည့်ပြီးပြလိုက်ပါတယ်ထိုစကားကိုကြားတဲ့အခါဟိုကြီးကတော့ခေါင်းကြီးပြလိုက်ပါတယ်တဖက်တွင်တော့ရောက်ချင်းကြီးကတော့ရှောင်းကိုကြည့်အောင်သာလက်ကြည့်လိုက်ပါတယ်သူကဘာမှပြောတော့လဲရှောင်းကအမေပေးနေတဲ့အတွက်ရင်းနှီးတွေအနေငယ်မကျေမနပ်ဖြစ်နေပုံရပါတယ်ရောက်ချင်းကြီးကပြန်လှည့်သွားပြီးလက်ကိုလှုပ်ရှားလိုက်ရာအနေအောင်မီတော့တစ်ခုကလောဘပေါ်တယ်ပေါ်လာပါတယ်ထုံးပြီးတော့ပလိုက်ချင်းတွင်ထူးဆန်းသောဒေတူတက်များကိုလည်းကြားလိုက်ရပါတယ်။ထိုလီတူတက်များကိုကြားလိုက်တဲ့ချင်းတွင်အတော်များလည်းအထူးကြောင့်ဒေါသထွက်ကြပါတယ်။ ထွက်ကတော့တံများလူတယောက်ရဲ့ခစားချက်များဟုတ်ပင်လှူရှားသွားစေနိုင်စွမ်းရှိပါတယ်ရုပ်ရှင်ကြီးရဲ့လက်ထက်တွေအနေအောင်ကောင်းကင်မီတောက်ကပေါ်လာတဲ့ချက်တွေအကုန်လုံးကလည်းလက်ကြည့်ရကြပါတယ်သူတို့ကအနေငယ်အောင်းနေပါတယ်ကောင်းကင်မီတောက်လိုရာမျိုးကအလုံးမင်းကိုရှားပါလုံးလာပါတယ်သူတို့ကရှင်းအောင်ကလန်များမှာလူများဖြစ်ကြတော့လဲအရာအလုံးမြင်မှုချင်းတော့မဟုတ်ပါဘူးမြေရောက်လေကိုဘမီတောက်ကောင်းကင်မီတောက်အဆင့်30အကုန်လုံးကအောင်းနေအောင်မြင်တဲ့အခါရုပ်ရှင်ကြီးကတော်တော်လေးပြောလိုက်ပါတယ်သူကအပြုံးနဲ့မီတောက်ကိုမက်ဆက်ပေးလိုက်ပါတယ်မြေရောက်လေကိုဘမီတောက်ရှောင်းကလည်းအနေအောင်မီတောက်ကိုစိုက်ကြည့်နေပြီးပါတယ်မော်ဆေးပညာရှင်တယောက်ဖြစ်နေတဲ့အတွက်သူကလည်းထုံမီတောက်အကြောင်းကိုကြားပူထားပါတယ် ကောင်းဝင်မိတော့မယ်အလုံးကအလုံးမေော်လှုပ်ဝဆန်းကျက်စွာဖြစ်ပေါ်လာခြင်းဖြစ်ပါလေဥပမာအနေနဲ့ပြောရရင်ချိန်များထက်တွင်ဖြစ်ပေါ်လာတော့မိရတော်တော်မိတော့ပဲဖြစ်ပါလေထုံမြောက်လေကိုပါမိတော့ကတော့အဆုံးမဲ့အမောင်းတို့ကြည့်ထက်တွင်မဖွားလာခဲ့ခြင်းဖြစ်ပါလေထုံရရင်မကောင်းဆိုးဝဆန်တော့လေးလိုက်များလည်းတနည်းပတ်လုံးတိုက်ခတ်နေပါလေတာမန်တိုင်းဝိစာတရားပင်ထုကဲ့သို့နေရာမျိုးကိုမတွားရပါဘူးထို့ကြောင့်မြောက်လေကိုပါမိတော့ကအလုံးမေော်ကြောက်ရွံ့ကောင်းတော့လေးလိုက်များမှာဖြစ်ပေါ်လာခြင်းဖြစ်ပါလေထိုကဲ့သို့မြောက်လေမိတော့ရရှိရန်အတွက်ကံကောင်းကလိုပါတယ်ထိုးပြင်လည်းအလုံးမေော်အဆုံးထိုင်လာလိုပါတယ် ရှောင်းဝဲရဲ့ခမန်ကြဲရဆိုရင်ရောင်ကလန်ကထိုမီတော့ကိုရရန်ပေးဆက်ရတဲ့အရာတင်းငယ်မှမဟုတ်ပါဘူး။အကုန်လုံးကရွှင်ကြီးရဲ့လက်ထက်ရှင့်တော့မြောက်လေးကိုပါမီတော့ကိုဆက်ကြည့်နေတဲ့အချိန်တွေအတန်တူတူကိုကြားလိုက်ရပါတယ်။ထိုအချိန်တွေလိုင်းကောင်းတဲ့အနေအောင်ချင်းလင်းနာတစ်ခုကတောက်ပါလာပါတယ်။အကုန်လုံးကလည်းအလင်းနဲ့ပေါ်လာရအောင်ကြည့်လိုက်ရအောင်အလုံးမျိုးနေရပြီးလှပတော့မီရောတစ်ခုမြင်လိုက်ရပါတယ်။ထိုမီတော့ကတော့မြပြလုံးတော့တော့ဂျာပနီပုံတရံဖြိုးလာနေပါတယ်။ထိုအနီရောက်ပြီးတော့ပေါ်လာတဲ့ချင်တွေရွှင်ကြီးရဲ့လက်ထက်ရှင့်တော့မြောက်လေးကိုကိုပါမီတော့ကအနေငယ်မိမ့်မိန်သွားပါတယ်။တူီတက်ခက်နေတော့လေးလိုက်များလည်းအနေငယ်ရွှတ်လာပါတယ်။ သူ့ရဲ့ကောင်းကင်ဘီတော့သူကတော့လှူရှာနေသူကိုမြင်တဲ့ခါရွှင်ကြီးကမျက်နှာပြနေပါတယ်သူကအနေနဲ့မကျင်မနဲ့ဖြစ်နေတော့လဲဘာမှမတတ်နိုင်ပါဘူးကြာမဲနေမီတော့ကောင်းမီတော့အဆင့်တွေသူ့ရဲ့မြေရောက်လေကိုမမီတော့ထက်နှစ်ဆင်းပို့ပြီးမြင်ပါတယ်ထိုရာသူ့ရဲ့ကွာမှုပဲဖြစ်ပါတယ်ဟော့ဟော့ဟော့ဒါရန်ကလန်ရဲ့ကြာမဲနေမီတော့မဟုတ်လားကိုချင်းကဟိုကြီးရဲ့လက်ထက်ရှိနေတော့ကောင်းကင်ဘီတော့ကိုကြည့်လိုက်ပါတယ်သူကလည်းမနေနိုင်တော့ပဲအပြုံးနဲ့မေးလိုက်ပါတယ်ဟုတ်တယ်ထိုချင်းနဲ့ဟိုကြီးကရှောင်းကိုလက်ကြည့်လိုက်ပါတယ်သူမရဲ့မျိုးလုံးများလည်းအနေနဲ့ထူးဆန်းနေပါတယ်ဟိုကြီးရဲ့မျိုးလုံးမြင်တဲ့ခါရှောင်းကပြောင်းလိုက်ပါတယ် ထုံမင်းပြောတာအထူးကြောက်တစ်ချိန်လုံးလာပါလေ။တို့ကနေကောင်းကင်ဘီကြောင်းများနဲ့ပတ်သက်ရောသူမအလုံးမင်းရှင်မန်လူစိပြင်းထန်လိုက်မယ်လို့ထင်မှတ်ခဲ့ပါဘူး။တပင်းချလိုက်ပြီးတော့ရှောင်းကလည်းလက်တီးကိုဆောက်လိုက်ပါလေ။ထိုအခါလက်ချောင်းမျက်စီမှာမတူညီသောမိတော့များထွက်ပေါ်လာပါလေ။ထို့နောက်သူတို့ကပတ်ဆက်သွားပြီးခန်းကြီးကိုမိတော့တစ်ခုဖြစ်ပြောင်းလဲလာပါလေ။ထုံမီတော့လှချလာပြီးမိတော့ထဲနဂါးလေးမျိုးကိုတွေ့နေရပါလေ။နဂါးအုပ်တန်တူတူပင်ထွက်ပေါ်လာနေပါလေ။ရှောင်းရဲ့လက်ထက်နဲ့ကောင်းကင်ဘီတော့ပေါ်လာခြင်းနဲ့ဟိုကြီးရဲ့လက်ထက်ရှိတော့ဂျာပန်ကြီးမိတော့အပင်အနေနဲ့လှချသွားပါလေ။တဖက်ရင်ရရှင်ကြီးရဲ့လက်ထက်ရှိတော့မြောက်လေးကိုပေါ်မိတော့တော့ပိုးပင်ဖြင့်ဖြင့်သွားပါလေ။ တူကြီးတက်ခဲ့နေတော့လေလိုင်းများလည်းလုံအောင်ပြတ်ကွက်သွားပါတယ်။နင်းရဲ့ကုန်းကင်မီတာကထိတ်တန်းဆင်းမဟုတ်ပြီမဲ့ကုန်းကင်မီတာတွေကိုပေါ်ဆက်လိုက်ရဆိုတော့ထိတ်ဆုံးကုန်းကင်မီတာကို6ခုတော့ရှင်းနိုင်ပါတယ်။ဒါပေမဲ့ကုန်းကင်မီတာတွေကိုဒီလိုယူမှပေါ်ဆက်ရတာရှင်းလုံးခရေကအခုချိန်ထိနှစ်တယောက်တည်းပဲရှိအောင်မထင်နဲ့။ဟိုကြီးရဲ့မျိုးလုံးများအနေနဲ့လှူရှာနေပါတယ်။သူမရဲ့လေသန်းကလည်းအနေနဲ့ဆွဆောင်မှုရှင်းနေပါတယ်။ရှောင်းကတော့သူမရဲ့စကားကြောင့်ဘာမှပြန်ပြောပါဘူး။ကုန်းကင်မီတာများကိုပေါ်ဆက်ခြင်းကယူသွင်းနိုင်တော့လည်းမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ အကဲကောင်းကင်ဘီတော်များကိုရှောင်းကပထမဦးဆုံးပေါင်းဆက်တဲ့ဟူသောစကားမျိုးကိုပြောရမဆိုရင်တော့သူစကားမမှန်နိုင်ပါဘူးအ ਨੇ ဆုံးတော့လှုပ်ဝဆန်းကျက်တော့ချစ်ချင်းစင်ကိုဖန်တီးခဲ့တော့ပါရှင်ကကောင်းကင်ဘီတော်များကိုပေါင်းဆက်နိုင်ခဲ့ပုံရပါတယ်ကောင်းပြီလေငါတို့ကအချိန်မရတော့ဘူးအခုပဲတုတ်ချက်ကြတာပေါ့ရှောင်းကဟိုကြီးနဲ့ကောင်းကင်ဘီတော်များပေါင်းဆက်တဲ့ကိစ္စကိုဆွေးနွေးရန်အချိန်မရှိပါဘူးသူတို့ညောင်းကအကောင်းမီတော်မျိုးကိုထွက်လိုက်ကြအောင်မြင်တဲ့အခါရှောင်းကရှေ့ကိုရှောက်သွားပြီးတလင်းကြောင်နေရာရှိတွင်ကြလိုက်ပါလေ။ရှောင်းကလင်းနဲ့ဆောင်နဲ့ပြလိုက်ပါလေ။အကုန်လုံးပဲနောက်ကနေကပ်ပြီးလက်လက်ချပါ။နောက်မှအဝေးကြီးချမ်းမနေခဲ့ပါနဲ့။ ထိုစကားများကိုပြောလိုက်ပြီးနောက်ရှောင်းရဲလက်ထဲရင်ရှင်းတော့ကောင်းကင်မီဒီယာရုပ်တရက်မြစ်တက်လာပါတယ်ထို့နောက်အလွန်ကြောက်ရွံ့ကောင်းစွာလောင်ကျန်းလာပြီးငကားအတန်တစ်ခုပင်ကြားလိုက်ရပါတယ်ထို့နောက်မိတော့ထင်မှာခန်းညွန့်ငကားကြီးတစ်ခုကထွက်လာပါတယ်ထို့ငကားကြီးကအလွန်အသေးသေးသောတလင်းကြောင်နေရံကိုပြင်းထန်စွာနဲ့တိုက်ခတ်လိုက်ပါတယ်ငကားလက်သေးများလည်းတလင်းကြောင်နေရံပေါ်တွင်ကုတ်ချနေရအတွက်တွမောက်ကြီးတစ်ခုကဖြစ်ပေါ်လာနေပါတယ်နောက်ကနေလိုက်ခဲ့ကြငကားအမိကရှောင်းရဲလက်နဲ့ဆက်သွက်ထားပါတယ်ရှောင်းလုံးကကျေလုံးစွာနဲ့អော်လိုက်ပြီးအချိန်ထိုးရှေ့ကိုထိုးထွက်သွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းအလွန်လင်းမဲ့စွာလိုက်ပတ်သွားပါတယ်ဂူချင်းရံတို့ကလည်းသူ့ရဲ့နောက်မှာလည်းလိုက်လာပါတယ်တော်တော်ထူကြတယ်မိတော့ထင်းချုံမှုစွမ်းရည်ပဲ ရှောင်းကမီရာကိုမင်းတကားဖြစ်ပြောင်းလိုက်ပြီးတလင်းကြောင်နေအောင်ထိုးပေါက်နေကြောင်မြင်တဲ့အခါဟိုကြီးကလည်းအလုံးအအောင်သွားပါတယ်။သူမကလက်ထဲရှင်တော့အနီအောင်မီရာကိုလှောက်လိုက်ပြီးတလင်းကြောင်နေအောင်လွှမ်းခြုံထားပါတယ်။အလုံးအအောင်ဖေးကကောင်းတော့ကောင်းကင်မီရာရဲ့အူရှင်ကြောင်တလင်းကြောင်နေအောင်ကျင်းလာတဲ့အချိန်ကလည်းတီးတော့ရောက်ပါတယ်။ရောက်ရှင်ကြီးကလည်းစတင်လှောက်လိုက်ပါတယ်။ရှောင်းကအမေပေးနေတဲ့အတွက်သူကလည်းအနေငယ်မကျေမနပ်ဖြစ်နေတော့လေ။ယခုချက်နဲ့အရေးပါဆုံးကသူ့ရဲ့အသက်ပဲဖြစ်ပါတယ်။သူကအချားရမြောက်ဂိမဆိုင်နေပါဘူး။ထို့ကြောင့်သူကလည်းအဆောင်ကိုစူးစမ်းပေးနေပါတယ်။မင်းတကားကြီးကတူးအီမီတာများတဲ့အတူတလင်းကြောင်နေအောင်ထိုးပေါက်နေပါတယ်။ အလုံးကြောက်ရွံ့ကုန်သောအပူချိန်ကြောင့်နေရန်ထိုင်ထိုင်ပေါင်းနေသောရှင်ယံဝမ်မြချင်းပူကောက်များလည်းလုံးဝလောင်ကျွမ်းတက်တက်သွားပါလေ။ထို့သောဆိုရလဲရှင်ယံဝမ်မြချင်းပူကောက်များမင်းရောင်တိုးသောပူဖနာများကဲ့သို့ဇရက်ကိုရောက်လောင်ကြပါလေ။အလုံးကြောက်ရွံ့ကုန်သောဆိုင်းများလည်းဇရက်ကိုရောက်လောင်နေပြီးရှောင်းကိုအတီးအတာနှောက်ရှက်နေပါလေ။တလင်းကြောင့်နေရန်ထိုင်ထိုင်ပကုတ်တက်များဇရက်ထွက်လာနေပါလေ။ရှောင်းတို့ဖဲ့ရဲ့အချိန်ကလည်းပွေးပြင်းမဆနာပါလေ။ဒီလိုဆွမ်းကုဆုံမှုကတကယ်ကိုကြောက်ရွံ့ကောင်းတာပဲ။ရှောင်းကလိမဆောင်နဲ့တောင်းနေရင်ခနာဦးတဲ့ရှင်တို့ဒွချီဆွမ်းရမြရေလိုက်မြကဲ့သို့ကဆုံးလာနေကြအောင်ရှောင်းကခန်းစားမိနေပါတယ်ထို့ကြောင့်ရှောင်းကလက်သေးဆောက်လိုက်ပါတယ် ထိုးခါလက်ထက်တွေအဲ့တလုံးကပေါ်လာပါတယ်။တို့ရတဲ့ရှောင်းကထိုးရမြောက်ကိုမထုတ်လိုက်ပါဘူး။အဲ့ကိုကန်လိုက်ပြီးချီချင်းစင်ကိုလက်ဘက်ကဆွမ်းရင်ရင်းမြထားရင်ရှင်းတော့ဆွမ်းရင်မြောက်ကိုလင်းမဆွမ်းနဲ့ဆုပ်ယူလိုက်ပါတယ်။ထို့နောက်ရှင်းနေရှင်းတော့မင်းကားရဲ့ခန္ဓာကိုယ်ထဲကိုအော်ထည့်ပေးလိုက်ပါတယ်။ဘလောက်လုပ်သေးလဲ။ရှောင်းကဆွမ်းရင်မြောက်ကိုဇာတ်လိုက်ဆုပ်နေကြောင်မြင်တဲ့အခါကုချင်းရတဲ့အချောက်လူများလည်းအနေနဲ့ဆွေးနေပါတယ်။တလင်းကြောင်ဉာဏ်ကြီးကအလုံးမေမှာချုပ်ပြီးရှင်းအောင်ဝမ်းမချင်ပုကောက်များလဲသူတို့ဆရာကြီးတားဆီးနေပါတယ်ထွကြောက်ရှောင်းကကောင်းမီတော်တစ်ခုကိုပတ်စင်လာတော့လဲသူထင်လာတော့မလဲလာပါဘူးနောက်ထပ်နိုင်ဘယ်လို့ဆိုရင်ငါတို့ကအလင်းကလကကြီးကိုထိုးပေါနိုင်မှာပါငွေရမလူကပြလိုက်ပါတယ် ခုချင်းကလည်းခေါင်းကြီးပလိုက်ပါတယ်။ယခုချင်းတွင်ရှောင်းကခဏရှိပါစီလို့ပဲသူတို့ကမျှော်လင့်နေရပါတယ်။လမ်းတစ်လျှောက်တွင်ကြောက်စရာကောင်းတဲ့ပကောက်တက်များလည်းဇရိုက်ကိုထွက်ပေါ်လာနေပါတယ်။ထိုအတန်များရတဲ့ချိန်မရှိတဲ့တော့လမ်းကောင်းတဲ့ရှိအချိန်တွေကအတော်လေးကိုတင်းမနေသလိုထမဲရပါတယ်။ရှောင်းကဆိုင်းတလင်းကြောက်များကိုဆုံးနေတဲ့အချိန်တိုင်းသူတို့ရဲ့ရင်ထဲနဲ့ဒရင်းဒိန်းနဲ့ခေါင်းလာကြပါတယ်။ထို့ကဲ့သို့ဆိုင်းကိုဆုံးမှုကအမှန်တကယ်ကိုကြောက်စရာကောင်းလာပါတယ်။မိနကားကြီးကလှုပ်ရှားလာပြီးတလင်းကြောက်ညီကြီးနဲ့ပြင်းထန်စွာနဲ့တိုက်ခိုက်လိုက်ပါတယ်။ထို့အခါတလင်းကြောက်များပလက်ကိုလွန်သွားပြီးရှောင်းကလေးနက်နဲ့ပြလိုက်ပါတယ်။နောက်ထပ်ဆိုင်းရဲ့ရင်မြစ်တွေမရှိတော့ဘူး။ထိုစကားကိုကြားတဲ့အခါအကုန်လုံးကလည်းမျက်နှာပြသွားပါတယ်။ ကူထင်းရခဏကစဉ်းစားနေပြီတော့ဘတော်ဆွမ်းရည်ရင်မဲတစ်ခုကိုထုတ်ပေးလိုက်ပါလေသူကရှောင်းကိုပြလိုက်ပါလေဒါကအဆင့်ကိုဆွမ်းရည်ရင်မဲတစ်ခုပဲငါမှလည်းတစ်ခုပဲရှိတယ်ဒါကမလို့သေးဘူးရှောင်းကတွေးနေချင်းမရှိပဲယူလိုက်ပါလေသူကလည်းရှောင်းကခေါင်းထဲလိုက်ပါလေရှောင်းကရှေ့ကိုတမီတာတိုးတော့တိုင်းခဏဦးထဲရင်ရှင်းတော့တစ်ချီဆွမ်းရည်တစ်ဆယ်ရာခိုင်နှုန်းခန့်ကိုကဆုံးသွားပါလေအဆင့်ကိုဆွမ်းရည်ရင်မဲတစ်ခုကဆွမ်းရတော့လေထိုဝင်လင်းကောက်ွယ်ကိုထိုးပေါ်ရင်တော့မလို့လို့သေးပါဘူးငါမှလည်းတစ်ခုရှိတယ်ခဏကစဉ်းစားနေပြီနော်ဟိုရှောင်းကလည်းအဆင့်ကိုဆွမ်းရည်ရင်မဲတစ်ခုကိုထုတ်ပေးလိုက်ပါလေ ငောင်းနောက်ထပ်သုံးခုလောက်ဖေးပါအောင်ရှောင်းကအခြားလူမျိုးကိုလက်ပြလိုက်ပါလေထူစကားကိုကြားတဲ့အခါအကုန်လုံးကလည်းတက်စစ်သွားပါလေမိသွေးရဲ့ဖိနစ်စကားမျိုးအဆင့်ကိုစွမ်းရည်ရင်မတစ်ခုကအဖိုးတန်တော်အရာတစ်ခုဖြစ်ပါလေဟူးငါတို့ကဒီနေရာမှာတည်သွားမယ်ဆိုရင်စွမ်းရည်ရင်မတွေရှိနေလဲဘာမှအတုံးဝင်မှာမဟုတ်ဘူးလက်ကလမ်းမှာလူကတပင်းချလိုက်ပါလေသူကလက်ချောင်းမြောက်လိုချလိုက်ရစွမ်းရည်တလင်းကြောက်တစ်ခုကရှောင်းရဲ့လက်ထဲကိုရောက်လာပါလေဒါဆိုရင်ငါတို့ကညီလေးချောင်းကိုပဲဒုက္ခပေးရလို့မယ်ရှီကလမ်းမှာလူနေရာကလည်းအချင်းကြီးလိုက်ကြပါဦးရှောင်းစီကိုစွမ်းရည်တလင်းကြောက်တစ်ခုပေးလိုက်ပါလေ ရှီကလန်မလူများဆွမ်းရည်ရင်မြစ်တစ်ခုကိုပြေးလိုက်တဲ့ချိန်တွေအကုန်လုံးကလည်းဟုံရတို့နှစ်ယောက်ကိုကြည့်လိုက်ပါတယ်သူတို့ရဲ့အကြည့်ကိုမျက်နှာခါဟုံရကမျက်နှာပတော်ပါတယ်ထိုးချိန်တွေသူကစကားပြောင်းနေတယ်အတုံးမွင့်ကြောင်နားလည်နေပါတယ်ထွတ်ချောက်သူကအန်ချိတ်ပြီးဆွမ်းရည်ရင်မြစ်တစ်ခုကိုရှောင်းအစီကိုပြေးပြေးလိုက်ပါတယ်ထိုးအဆင့်ကိုဆွမ်းရည်ရင်မြစ်တစ်ခုရရန်သူနဲ့ဟုံလီတို့ကအချိန်တော်ကြာစူးစမ်းခဲ့ရပါတယ်တော့တဲ့ယခုတော့သူတို့ရဲ့ရင်သူတယောက်ကိုပြေးလိုက်ရပါတယ်ရှောင်းကလက်ထောက်ရောက်တော့အဆင့်ကိုဆွမ်းရည်ရင်မြစ်ငါးခုကိုကင်ပြီးတပင်းချလိုက်ပါတယ်ထွန်းတော့ရှောင်းကလက်တင်းနဲ့ရှေ့ကိုထွက်လိုက်ရမင်းငါးကြီးရဲ့အချိန်ကရုတ်တရက်မြင့်တက်လာပါတယ် ချင်းချင်းမဲ့ငကားကြီးကတက်စီကြောင်းတစ်ခုမှာဆွေးနေရင်ကြီးတဲ့ကိုထိုးဖို့တော့ပါတယ်ရှောင်းတို့ဖဲ့တယ်နောက်မှလင်းမဆွန်နဲ့လိုက်လိုက်ကြပါတယ်ထိုးကဲ့သို့ထိုးဖို့နေဒီမှာနိုင်ရွက်နေပါခန့်ကြက်တော့ပါတယ်နောက်ဆုံးနေတော့မင်းငကားတဲ့ရှင့်တော့မင်းရဲ့လင်းတန်းကတဖြည်းဖြည်းနဲ့မင်းမင်းလာပါတယ်ငါတို့ကထွက်ပေါက်ရတော့မယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်